မင်္ဂလာပါခင်ဗျာ စာရေးသူဆရာကြီးပေမိုနေရေးတာတော့ကျမ်းတော်သူနုတိအခါလို့အမည်ရတဲ့ဝိထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာကျမ်းတော်သူနုတိအခါအမေဒီမှာဒီကောင်းကိုကျမတွေ့ရင်တွေ့တဲ့နေရာမှာလည်းပဲနေပြီးအာဖက်ပြင်မယ်ဒီငါးမောင်ကလေးကိုစော်ကားတဲ့အကောင်အောက်ကြားမြက်ပတ်ပတ်လက်မျောအညာသားဒီလိုလူက ကျမမောင်ကိုစော်ကားတာကျမမခံနိုင်ဘူးတင်းညင်ခံစားမှာအေးညီမောင်မမတိတော့ထင်ပါရဲ့ညီမောင်ကလည်းမိုက်တိမိုက်ကန်းနဲ့မလားသမီးရဲ့ကျမမောင်မိုက်တာကို ကျမသိတယ်မိုက်လို့ယူလို့ကျမရှိတာအမေခံနိုင်ရင်ခံ ကျမမခံဘူးအမေကဒီအညာသားပက်လက်မျိုးကို အမေလင်တော့မှတ်တလားအမေလင်စော်ကားတာကို အမေသားခံနိုင်မယ်ကျမမခံနိုင်ဘူး ဟူအောက်တိုးတိုးမျက်နှာနဲ့စောင့်ဆောင်ကြီးထိုင်က အပြိုကြီးမနေသည်ဆေးပေါ်လေကြီးကိုဖွာ၍နေသည်မနေသည်ခံညာထွားကြိုင်းလှပဖြူစင်သောမိမဖြစ်၏နှုတ်အားကျန်းသည်ဖြင့်အသက်20ကျော်တော်လဲကြိုင်ဝန်းမဲ့သူမရှိချေတို့ပင်ကြမ်းတမ်း၍ပတ်ဆက်ကုံမောက်ခါမာနကြီးတော်လဲမိမိဤမောင်ကလေးခွေးညို့ကိုမူကအသေးဆွဲရှိ၏တို့ပြတော်ကြောင့်အိမ်တဲအိမ်၌လာရောက်၍ခိုကန့်နေရသူ ပေါ်ကျွယ်ကအငိမ်ပွဲတွင် ခွေးညို့ကို ရောင်ဆွဲ၍နှာခေါင်းကတွေးထက်အောင်ဒူးနှင့်တိုက်လိုက်လေ၏ခွေးညို့မှာမိခင်မိုးဆိုးမနှင့် အမကြီးအလိုလိုက်၍ထားသည်ဖြင့်၎င်း မိခင်မှာငွေကြေးအတော်ရှိသည်ဖြင့်၎င်းမိမိ၏အမဖြစ်သူ အာပေါင်ကျမ်းမကြီးကိုအားကိုးသည်ဖြင့်တကြောင်အရက်ထန်း၌မော်မော်မောက်မောက်လှုပ်တတ်သူဖြစ်လျာနှခိုးကပင်စိတ်နေကျွတ်ဆက်သူအညာသာပေါ်ကျွယ်သည် ၎င်းကိုအမြင်ကပ်၍နေခဲ့သည်မှာအတော်ကြာခဲ့လေ၏သို့တော်လည်းခွေးညိုဤအမသည်အလွန်တရာအပေါက်ဆိုးသောမိန်းမဖြစ်သည်ကို မဆိုထားပြီမိသူမိဘဖြစ်သည်ကိုမျှမသိရရှိတို့ဖြစ်သောကြောင့်ခွေးညိုကို မုံသောသူများသည်ပောကြွယ်ကို အားပေးသောကြောင့်ပွဲကြည့်ရာတွင် အစွမ်းကို ပြလိုက်မိလေ၏ထို့နောက်တမျိုးလုံးအုပ်အုပ်ကြွယ်ကြွယ်ဖြစ်လေ၏ပောကြွယ်ကို တွေ့သောနေရာမှာပေါင်နှချောင်းဖဲပြီးအကောင်လိုက်စားလိုက်မည်ဟု ။အုတ်ကောတရားဖြစ်ရနေ၏။ထိုအခါပေါ်ကြွယ်သည်တစိမ့်စိမ့်ကြောက်ရလာနေ၏။မိမိမှာတကောင်ကြွက်တမျက်နာအကြောင်းရှိလျင် ဖေးမဲ့မမဲ့သူမရှိသည်ကို တွေ့မိ၏။ခွေးညွတ်မှာကြောင်းမဖွယ်ကောင်းလာသောအမမတ်နီအပြင်သွေမျိုးညာသည့်အတိုက်အော်မှလည်းမျက်လုံးကိုထုတ်လျင်တပုတ်ပြေးလောက်သည်ဟူသည်။မိလျင်နှိမ့်ဆက်ခြင်းအမျိုးမျိုးကိုလည်းခံရပေမည်။ဂတ်တဲ၌ထူထောင်ခြင်းကိုလည်းခံရပေမည်။ ဟောင်ကိုလည်းအရှက်ခံရပင်ပြီ။ဥသောအကြောင်းတို့ကို တွေးတောနေကြောက်ရွံ့ကခိုကက်၍နေသောအိမ်မထွက်ခွာပြီ။ရွာတရွာတို့ရှောင်ချပြီးအိမ်တအိမ်၌ဆင်းရဲငါလို့ရနေလေ။နောက်တလားလောက်ကြာသောအခါ၎င်းရွာ၌ပိုးကြွယ်မှာရှစ်သူခင်သူများ၍နေလေ။တို့ချစ်ခင်သူပေါ်များရခြင်းမှာတေးအဆူကောင်းခြင်းကြောင့်ဖြစ်လေ။တနေ့တနေ့၎င်းရွာတွင်နားထွင်ပွဲကျင်းပါလေ။မြို့မအတိမိတ်ဆွေတို့သည် ၎င်းနားထွင်ပွဲသို့လာရောက်ကြရာတွင်မဏိလည်းလာ၍ပါလာလေ၏အကြောင်းအားလျော်စွာထိုရာတွင်ပေါ်ကျွဲရှိကြောင်းကိုလမ်းနိုင်ကြသည်ရသည်ဖြင့်ဒေါထကအညာသားကိုယနေ့တော့ငါတွေ့တော့မှာပဲတွေ့ရင်လူထဲမှာဖနှက်နဲ့သွားထွက်အောင်ရိုက်ပြီးမှတကြီးအိမ်ကိုပို့မယ်ငွေများရင်တရားနိုင်စတန်းပဲဒင်းကိုရှောက်လာထက်မနေထောင်တန်းအပြည့်ရအောင်လုပ်မယ် ငါ့ကိုဘလို့မိမသားမျိုးမှတ်နေတယ်လဲစတဲ့ပြင်ကျုံးွား၍လာလေသည်လဲကိုအမြန်မောင်းခိုင်း၏နားထွင်းပွဲကိုမရောက်ရှင်နေပါစေဒင်းကိုချမ်းသာမပေးဘူးစတဲ့ပြင်မန်ဖီ၍သွားလေ၏ရွာသို့ရောက်သွားသောအခါရီးစားကိုမျှော်တယ်လို့လူစုစုရှိသည့်နေရာများ၌ပေါ်ကျွယ်ကိုကြည့်၏သို့တော်လည်းပေါ်ကျွယ်ကိုမမြင်ရရှိအเจ้าမူကမန်နီလာเจ้าကိုပေါ်ကျွယ်သည့်သဖြင့် ရှောင်ရှားကအိမ်တအိမ်နဲ့အိပ်၍နေလေသည်။ပိုးကြွယ်သည် တထိတ်ထိတ်ဖြစ်နေလေ၏။ရွာကလေးကငငယ်မှုဒီဘလူးမကြီးဟာငါ့ကိုတွေ့အောင်ရှာနိုင်ပါပဲ။ငါဒီနေရာမှာနေတာကို သိရင် ထမိန်ကိုဆန်အောင်ဆွဲတက်လာပြီ။ငါ့ကိုဈီးကုတ်ပြီးလမ်းမကို ထုတ်ခါလေးကွက်တိုင်းနင်းငါမယားကိုလင်းဆိုးရိုက်တယ်လို့ရိုက်နှက်ရှိကတကောင်ကျွတ်အညာသားငါ့မှာအရှက်ရကွဲဖြစ်ဖို့သာရှိတော့တာပဲ။ စသဖြင့်တွေးလေတွေးလေကြောက်ရွှေးတွေထွက်လျက်ရှင်းအောင်ထဲတွင်ပို့၍နေလေ၏ရှေတန်ကြားတိုင်းခေါင်းနှပန်းကြည့်၍လာလေ၏ကြွက်ကလေးပြေးသည့်ကိုပင် ထိတ်လန့်၏တို့ဖြစ်နေခိုက်တွင်ကျမ်းပေါ်၌နင်း၍လာသောရှေတန်များစွာကိုကြားရလေ၏ပေါ်ကျွင်မှအတတရှားကိုတရှားဖြစ်၍နေလေတည်းရှေတန်များသည်အိမ်အတွင်းသို့ရောက်၍လာကြ၏ပေါ်ကျွယ်သည်ဆောင်းကိုခေါင်းမီးချုံကပို့၍နေလေ၏ မကြာမီရှင်တော်ကိုလာ၍မလိုက်သောအခါအောင်မလေးဗျာဟုထိတ်လန့်ငါအော်ပြီးထလိ။ဘာလဲတငယ်ချင်းရဲ့မက်နေလား။ဘယ်ကမက်နေရမလဲ။မင်းဘာဖြစ်နေတာလဲ။လာ။အမလေးငါမရှိဘူးလို့ပြောလိုက်ပါတငယ်ချင်းရဲ့။တောင်ပိုက်ပါကိုပြေးပြီးလို့သာပြောလိုက်ပါတော့ကွာ။ဘာဖြစ်လို့လဲ။ဘယ်ကမက်နေလဲ။မင်းဘာဖြစ်လို့ပြေးရပါလဲ။ယူနေသလား။ လာမင်းကိုလိုက်ရှာနေတာကြာလာပြီအချိန်ကပ်နေပြီစောင်းစရာလည်းရောက်ပြီမင်းကိုစောင့်နေတာအမလေးမလောက်ပါနဲ့တငယ်ချင်းရဲ့မတ်နေရဲ့မတ်နေရှိတယ်ငါမလာဝန်ဘူးမတ်နေရှိလဲဘာဖြစ်တယ်လဲအမေကြောက်ကြောက်လန့်လန့်နဲ့ကွယ်မင်းကိုဘသူမှလက်ဖျားနဲ့မတွေ့ရဘူးတို့ရှိကအသေးခံမယ်လား ပြောကတငယ်ချင်းဖြစ်သူကအတင်းဆွဲ၍ခေါ်လေရာလမ်းမ၌အခြားတငယ်ချင်းများစောင့်၍နေကြလေ၏မကြမီပိုးကျွယ်ကိုအိမ်တဲအိမ်တို့ခေါ်သွားကြပြီ အဝင်များကိုလဲပြီးဖီလိန်တုပ်တင်လှောက်အောင်ဆင်၍ပေးကြလေရာ မင်းသားရုပ်ကလေးဖြစ်၍လာလေ၏ပိုးကျွယ်သည်မိမိကိုယ်ကိုမှန်တဲနာကြည့်လိုက်သောအခါမမှန်မိအောင်ဖြစ်နေလေ၏ထို့နောက်ကာလာသားအပေါ်နောက်ပါတို့နှင့်နာသာဘွဲသို့သွားကြလေ၏ ပရိသတ်လူပေါင်းတစ်ထောင်နီးနီးတို့သည်ပိုးကျက်ကိုလည်ပင်တရှိရှိနှင့်မျော်၍နေကြလေ၏ပိုးကျက်ရောက်၍လာသောအခါတရုတ်ရုတ်ဖြစ်ကြ၏ဟဲတဲချောပါကလားတဲလှပါလားဟဲမင်းသားလေးတို့ပါလားစသဖြင့်ရှေးမွန်ကြ၏အများလမ်းဖယ်၍ပေးကြ၏ပိုးကျက်သည်ပရိသတ်အလဲစောင်းစရာကြီး၏အနီးသို့ရောက်သွားလေ၏ရှေ့သို့ ပွဲရံများရောက်၍လာရာအဖော်များနှင့်စားတောက်ပြီးကြလေရာတေးဆိုရန်ပြင်ဆင်လေ၏။စောင်းစရာကြီးသည်စောင်းကိုညှိလေ၏။ပေါ်ကြွယ်သည် စီးကိုကတ်လေ၏။မန်းနီသည် ပေါ်ကြွယ်ကိုစိုက်ခါကြည့်လျက်အပားချိမိမကြီးအားဘဲကလည်းဟုမေးရာမျိုးကဒီရွာမှာနားနေသောပေါ်ကြွယ်ဖြစ်ကြောင်းသိရလေ၏။မန်းနီအေးမျက်နှာသည်ရှယ်၍ထားသောတို့ပဲ။ ပေါင်နာတို့ကိုဖြဲပြီးဘလူးရုပ်ကိုပြလေ၏မျက်လုံးများသည်မီးရောင်တောက်၍လာ၏အသက်ပြင်းစွာရှူ၏ဒီအညာသားကိုငါခုချက်ချင်းဘာလုပ်ရပါမလဲဟုအချက်ကိုခြား၍ကြည်နေလေ၏အတန်ကြလျင်စိန်ငွေရှန်သာဟူသောတရှင်ကိုစ၍ဆိုလေ၏ပရိသတ်များတိတ်၍သွား၏မန်းနေသည် တွေ့ဝေ၍နေလေတည်းဆက်ခါဆက်ခါတေးဆိုလျား အတန်ပူ၍လာလျင် တိုး၍စီးလာလေ၏ပေါ်ကျွဲ့ဤစိတ်သည်တေးတဲသို့အကုန်စင်ရောက်ကအားလုံးမေ့လျော့ပြီ မျက်နာမှာတမျိုးတပုံ ပြောင်းလဲပြီးလျင် အထူးတိမ်မွေ့၍လာလေတည်းမန်းနီဤမျက်လုံးများသည်စ၍နေလေ၏ပေါ်ကျွဲ့ဤမျက်နှာ၌ပြောင်းလဲခြင်းများဖြစ်သလိုလာ၍ပြောင်း၏ပေါ်ကျွဲ့ဤအတန်သည်မန်းနီဤနှလုံးသွေးကိုလာ၍ဒလတ်နှင့်မှွေသလိုမှွေလေ၏ခတ္တရောသောမျက်နာမှာပျော်ပြောင်း၍လာလေ၏ မြတ်တော်များဆင်း၍လာလေ၏။ငြိမ်သက်သောရင်ဘတ်သည်ကြွာမှန်းမသည့်ကြွာကြီး။ကြာမှန်းမသည့်ကြာကြီးဖြစ်၍လာလေ၏။ရောက်လာကလေးကဆာ၍ပစိထုတ်က ထိုင်၍နေသည်မှာပြောင်းလဲခြင်းမရှိချေ။ညောင်းညခြင်းကိုတတိမထာတင်မာပူခြင်းကိုလည်းမသိ။ပိပိရီရီဤသောတင်မာမှာငြိမ်သက်၍နေတော်လေ။အတွင်ကြောများမှာတောင်းညံ့၍နေလေတည်း။ မဏိသည်နှစ်နာရီတိုင်တိုင်ထိုနေရာ၌ထိုင်ကားတပုတ်ပြီးတပုတ်ဆိုသော ပေါ်ကြွေ၏တင်းများကိုနားထောင်ရခြင်း၌အရှင်ဤကြံ့ကြာခြင်းကိုတတိမရပေါ်ကြွေ၏အတန်သည်မဏိဤကြောက်ခဲနှင့်တူသောမာကြောသောနှလုံးသားကိုဝါကုန်းလိုဖြစ်စေလျက်ခထရောသောမျက်နာကိုတိမ်မွေ့ခြင်းဖြစ်အောင်အံ့ဖွယ်သောနေဖြင့်ပြောင်းလဲခြင်းဖြစ်စေတည်းဆိုင်ကလုံးလေမုန်တိုင်းနှင့်တူသောဒေါသသည်ရှစ်ခင်ကျင်နာ ေတ္တာစာပွားတဏှာချင်းဤညဉ့်ညံ့တင်းပြန့်သောလေးပြေကလေးအဖြစ်သို့ ပြောင်းလဲအောင်ဖန်တီးလိုက်လေတည်းတူတူကိုပြောရလျင်စွန်ရဲငှက်မကြီးသည် ပေါ်ကျွယ်ဤတေးအစွမ်းဖြင့်ခိုကော့ကလေးဖြည့်ပြသွားလေသည်ကြမ်းကြုတ်သောတိတ်ကြုတ်မကြီးသည်တိမ်မွေ့သောယုံကလေးဖြစ်ကတခါတခါမျက်လုံးများမှဝေ၍သွားလေ၏ပွဲပြီး၍သွားသောအခါမတ်နေသည် ၎င်း၏အိမ်အနီးအတီးတယောက်၏အိမ်နောက်ပြီးခန်းထဲသို့ဝင်သွားပြီလည်းပေါ်ကျဲကိုမိမိထံခေါ်ခဲ့ရန်အိမ်ရှင်မိမကြီးကိုပြောလေ၏ကျမကလိုမပြောနဲ့နော်သူရှာရှင်တို့လိုပြောပြီးတယောက်ထဲအပါခေါ်ခဲ့ရော့ငွေ၅ချက်ဟုပြော၍ပြေးလိုက်နေသည်မနေ့ဒီဖလားဆောင်ကွန်အေကြီးအနေ၌ပစိထုတ်ထိုင်ကဖလားတစ်ခုထဲမှစမုံစပားကလေးများကို တစားစီယူ၍ကင်လျက်နေလေ၏ အခမ်းဖတ်သို့လာသောရှေးတံများကိုကြားရသောအခါယင်းထဲ၌တဒိန်ဒိန်ဖြစ်၍နေလေ၏ပေါ်ကျွယ်သည့်အခမ်းဝါသို့ရောက်လျင်မန်နီကိုမြင်သည်ဖြင့်ကြက်တီတည်၍နေလေ၏အိမ်ရှင်မိန်းမကြီးကလာပါမောင်ရဲ့မကြောက်ပါနဲ့ဟုပြော၏မန်နီသည် ပြုံပြုံကလေးမော်ကြည့်ပြီကိုပေါ်ကျွယ်တို့များနော် ကျမတို့များအတိတောင်မလုပ်ရှင်တော့ဘူးထင်ပါရဲ့။လာပါရှင်။ရှင့်ကိုကြိုက်မစားပါဘူး။ ။ဥပြောကနေရာဖယ်၍သေးလေ၏။ပေါ်ကြွက်သည်မယုံတဝက်ယုံတဝက်ဖြစ်နေ၏။အိမ်ရှင်မိမကြီးကလက်ကိုဆွဲကလာပါမောင်ရင်ရဲ့ကျုပ်တူမပါ။ဟုပြောကတွင်းလေရာ အပားတို့ရောက်သွားနေရင်မတ်နေကအလုံးချိုသောမျက်နှာနဲ့မော်ရွေးကြည့်ကမျက်လုံး၌အချိန်လုံးပေါ်ရွေးနေသည်ကို ပေါ်ကြွယ်မြင်သည်ဖြင့်အနီး၌ထိုင်လေ။အင်ရှင်မိမကြီးထွက်၍သွားပြီးတကားကိုပိတ်ကား အရှားအရင်တို့ဆင်းရဲသွားလေ၏ကိုပေါ်ကျွယ်ကျမကိုစိတ်ဆိုးသလားဘာဘာဖြစ်လို့လဲခင်ဗျာဩအရင်ကပြောမိဆိုမိတာတွေကိုပေါ့ပေါ်ကျွယ်ဒီခေါင်းကောင်းကရှက်ကိုရှက်ကန်းဖြစ်လေရဲ့မျက်နာများနေပြီကျက်ကျန်ကျွန်တော်မဆိုးပါဘူးအဟုတ်နော်တကယ်စိတ်မဆိုးဘူးနော် ဟုတ်ပြောကအပားတို့မန်နေကဲ့၍လာရာ ပေါ်ကြွယ်မော်၍ကြည်လေ၏မျက်လုံးချင်းနဗန်းလုံးကြလေ၏ထိုနေ့မှဆ ảy ၍ကြမ်းတမ်းလာသောမန်နေသည် မကြမ်းတမ်းပဲတိမ်မွေ့နူးညံ့စွာဖြစ်ပြီးမောင်ညိုနှင့်ပေါ်ကြွယ်တမီးယောက်ျားနှစ်ယောက်တို့မှညီအကိုမကရှိတ်ခင်ကြလေသည်ပြီးမောနေဗန်ဒူလာမဂဇင်းအတွဲကို အမှတ်၁၄နိုဝင်ဘာ1928 ဟုတ်ကဲ့ပါခင်ဗျာအခုဆက်လက်ပြီးတော့စာရေးသူဆရာရန်ကုန်ပါဆွေ ရေးသားတော့အောက်နိုင်ဘူးတော့လို့မြင်ရတယ်ဝတ္ထုတို့လေးကိုဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါမယ်ခင်ဗျာအောက်နိုင်ဘူးတော့ဘွားကောင်မိုးစိတ်ထွန်တုံးပိတ်ဆိုတယ်လို့မိုးပြုတ်ကလေးဖွဲက ဖွဲကဆဲတယ်လို့မရှိပဲအခုလိုရွာနေတော့ထွန်တုံးပိတ်မှုအလုတ်ကလေးလည်းအားနေကြတော့တရွာလုံးလိုလို မိုးအေးအေးနဲ့ကိုင်းနေကြတဲ့အခါ လူတွေသာမဟုတ်နွားတွေခွေးတွေသာမဟုတ်ကြက်ကလေးတွေရောနေခွေမှာဝှက်လို့ကုတ်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 မြအော်မီပေါ်မရကြတဲ့အချိန်ကိုနေပင်ပေါ်ကမိုးရီပေါက်ကြီးတွေကလည်းဖြိုးဖြိုးဖြောင်ဖြောင်နဲ့အိမ်ခေါင်းမိုးပေါက်မတဲ့အဆက်မပြတ်ကြလို့တခါတခါမိုးပွဲကလေးနဲ့ရောပါလာတဲ့ကိုရွှေလေးကလည်းရေဆူဆူနဲ့ကုတ်ကုတ်ယုတ်ယုတ်ဖြစ်နေကြတယ်။ကိုသီတော်ကြီးကိုကတော့ကမျောနဲ့ ဇက်ကလေးနှိမ့်နှိမ့်ပြေးသလားပြေးရဲ့ဒီအချိန်မှာအကြည်စားတမလာရဲ့လို့ရန်တွေ့ရင်ကြံရစ်ခဲ့ကြတဲ့ကွန်တီပင်ကလေးတွေဟာလေလေဘေးတဆန့်ဆန့်ခေါင်းတရံရံနဲ့လေတရံမောင်မောင်ပြေးတဲ့လမ်းကိုမျှော်ရင်မိုးရေတွေကိုခါခါရှနေကြတော့အဲ့ဒုံကပေါ့ငါးများတဲ့တချောင်းနဲ့ပလိုင်းလေးကိုလွယ်ပြီးရှမ်းတယ်လို့မှ မနေအားပဲလေခွင်းထဲကိုထွက်လာခဲ့မိတာ။ လေကွင်းတစ်ခုမှာစိမ့်ဆူဆူနဲ့တန်ဆွမ်းစပြုတ်နေတဲ့ပြိုးပင်တွေကတော့လေကလေးဖိလိုက်မှဖြင့်နှိုင်းလုံးကြီးတွေလိုတအီးအီးနဲ့မိုးကုတ်ဆဝိုင်းစီကိုပြေးပြေးသွားနေကြလေရဲ့နိုင်ကြီးမြင့်ကြီးနဲ့ကောက်ပင်တွေလှိုင်းထပြီးလှုပ်သွားတိုင်းကောက်ပင်ဖျားမှာရီးလေးခိုပြီးစီးနေကြတဲ့မိုးရီပောက်ကလေးတွေကတော့ တပြောတပါခုံခုံချပြီးကစားနေကြလေတဲ့ဖြူမွဲမွဲနဲ့မိုးပွဲကလေးတွေမှုံမှုံအတွင်းမှာ စိန်ရောင်တောက်နေတဲ့အဲ့ဒီဘိုးပေါက်ကလေးတွေဟာစိန်ညွညိုပြိုးပင်ကလေးတွေရဲ့အထက်ကအခုလိုခုံခုံဆင်းကြလေတော့ခတ်ဆော့ဆော့ကို အဖြူစင်ကလေးနဲ့ခဏော့တော့ရှယ်လိုက်တယ်လို့ပေါ့ပြိုးပင်ကလေးတွေရဲ့အောက်ရံကတကွင်းလုံးချန်လာတဲ့ရေပြင်မှာတော့အတွဲလိုက်အစုံလိုက်ကူးနေကြတဲ့ငါးကလေးတွေဟာမိုးပေါက်ကလေးတွေနဲ့အတူမြူးလို့အဲ့ဒီငါးကလေးတွေပေါ့ ဝါသအရေးကြောင့်ချမ်းသာမပေးနိုင်ပဲဖမ်းရအောင်လာရင်တေးချင်းကလေးများတောင်ရီးမိတော့ပြုံးဆိုသူနဲ့တွေ့ပြီးတတ်လိုက်ပုတ်လိုက်ကြတာလေ။အိုးအဲ့ဒီအချိန်မတိုင်ခင်တုန်းကဆိုရင်ဖြင့်သူ့လောက်များတော့မှတ်မိပါသေးရဲ့။စဘာပေးနဲ့ပေးတဲ့ဈေးတဲကြီးလာတော့ကအဖေကတော့ကောင်းလို့ရရနဲ့လှအောင် အစင်ကလေးကိုရွေးလို့ဟဲ့အေးဝှေ့ရှင်ဘူးအဖေတို့ဝတ်တာမျိုးမှဟဲ့ ဒုဝိတာမျိုးကယောက်ျားလေးတွေမှဝိတ်ရတာဟင်အင်းဟင်အဖေတို့ဝိတာမျိုးမဝိတ်ရရင်ဟောဒီခါကလုံကြီးပါရှုပ်ပြစ်လိုက်မယ်ပြောပြောဆိုဆိုနေခါကလုံကြီးကလေးနဲ့ရှုပ်ပြစ်လိုက်ရအဖေရဲ့လေစိတ်ဆိုးလုံးလို့တဲဒီကောင်မလေးဟာလေနေအမေသာအခုရှိနေရင်ငါနေကို ကျိုးအောင်ရိုက်ပြစ်တယ်ဟာဒါပေမဲ့အဖေမျက်လုံးမှာတော့မျက်ရည်တွေဝဲလို့ ထီပါဘာဖြစ်သေးလဲအဖေစိတ်ဆိုးတော့အဖေနဲ့ဝေးတဲ့နေရာတောင်ပိုင်းကိုပြေးပြီကျွတ်နေတို့တာဤတို့ခွေးပုတို့သူတို့နဲ့တွားကစားတာဗောတူးဆိုတာကမျက်စံရဲ့လေအခုကိုမျက်စံဗောအဲ့ဒီတော့ကများသူ့ကိုတိတ်မုံတာသူက အားကြီးလူပွားဝရတဲ့တော့ကြည့်ပါအောင်တော့ရဲ့အဲ့ဒီတော့ကကျွန်တော်ကအဲ့လေပြောရမယ်ကျုပ်ကကျမထားပါတော့လေ ကျုပ်ကသူတို့နဲ့တွားကစားတာကိုသူကမကစားရဘူးတဲ့။ကောင်မလေးတွေကတိတ်ရှုပ်တယ်တဲ့။နေတို့နဲ့ကစားချင်ရင်စီတန်းကုံတန်းမှာကစားမယ်။အဲ့ဒါလိုကစားမလားတဲ့။အမေဒင်းတို့လောက်တော့ဘယ်ရမလဲ။စိန်လိုက်ဆိုပြီးကစားပြစ်လိုက်တာပေါ့။အေးမင်းဆန်ကြီးရဲ့အိမ်ရှိမှာစီတန်းကုံတန်းလေးဖိဖင်းချရတဲ့တော်ကြီးကျုပ်ကချုံတော့အစည်းခံရတယ်။သူကကျုပ်ကြောကုန်းပေါ်ကို တမင်ညစ်ပြီးခုံခုံစီးတယ်ခံလိုက်ရသေးတာပေါ့တော့တကွေတော့ကြုံလဲနိုင်ကြရောသူက အစည်းမခံဘူးတော့ဖုံးကြီးထိုးပေးထားတဲ့ဆေးကထမိန်အောက်ဝင်မရဘူးဆိုလို့တဲ့လူဘာဝတာလူဘာဝတာကြည်ပါအောင်တော့အထက်စင်မပါဘာမပါနဲ့အဖေတို့ဝတ်တဲ့လုံကြီးလိုမကြီးစေကွက်တုံးအစိမ့်လေးကို ထမိန်နဲ့တော့သူက သူကကဲဒါဖြင့် ထမင်းဆိုရင်ငါချွတ်ပစ်ပြီးမှကြီးမယ်ဆိုပြီးလုံကြီးကိုလည်းချွတ်ချလိုက်ရော ပြောပရစီတော့ကိုเจ้าနံများလည်းကတော့ပါရဲ့ဟေးလက်ပြားကြီးနဲ့ဟေးလက်ပြားကြီးနဲ့ဟာတို့အစည်းမခံနိုင်ဘူးအိုးဘယ်ရမလဲပေါက်ကြော်မှာတဲ့လုံကြီးကလေးတင်းတင်းပေါအောင် ကောက်ဝစ်ပြီးတခါတည်းဒင်းကိုနေရင်တီးပြစ်လိုက်တာပေါ့သူကကျုပ်ကိုဝင်လုံးတယ်လေ ကျုပ်ကလည်းပြန်လုံးတာပေါ့အစကတော့သူတပြန်ကိုတပြန်ပဲတော်တော်လေးလဲကြားရော ကျုပ်ကသူ့ရင်ဘတ်ပေါ်မှာခွာပြီးသူ့လက်ဘင်းကိုညှင့်ရင်သူ့ခေါင်းနဲ့မြေကြီးနဲ့ကို ပြစ်ပြစ်ဆောင်းလိုက်တာပဲမှတ်ထားဒီတော့မှပဲကျုပ်စပင်းနဲ့သူ့လက်ထဲကလွတ်တော့တယ်အဖေကြောင့်ဒီစပင်းကိုအစွဲခံလိုက်ရတာကျုပ်ကရိတ်ပေးပါရိတ်ပေးပါနဲ့ခဏခဏပြောတာကိုရိတ်မပေးဘူးလေအခုတော့လဲ အဖေပဲကျေးဇူးပြန်တင်နေရသေးတယ်တော့လို့မို့ဆိုရင်သပင်ငုတ်တူလေးဖြစ်နေမှာပေါ့ကြော်နဲ့မျက်စံတို့တက်ကြပြန်ပြီဆိုတာတရွာလုံးကြော်သွားတာပေါ့တော့သူနဲ့တက်ကြရတာဟာဒီတစ်ခါမဟုတ်ဘူးအနောက်ရွာဖုန်ကြီးပြန်တော့ကတခါကွင်းချောင်းဖုန်ကြီးကထိန်မှာတော့ကတခါစံအေးနဲ့တာချိုတို့ရှင်ပြုတ်တဲ့မန်းတက်တော့မှလည်းတခါအိုးအခါပေါင်းကိုရင်မတက်နိုင်တော့ပါဘူးတတ်တိုင်းတတ်တိုင်းလေဒင်းကြီးချုံလာလေ ဒါတော့အမှတ်မရှိဘူးအံ့ရောအံ့ရောအခုလိုရဲတိရွာတိရွာနီးရှုပ်ဆက်ပါတိနေပါတိကြတဲ့တတ်ဖို့တတ်ဖက်ပါတော့မတွေ့လိုက်နဲ့တွေ့လိုက်ရင်တတ်လိုက်ပုံလိုက်ကြတာကြီးပဲကျွန်တော်ရွာတဲကလူကြီးတွေကတယောက်နဲ့တယောက်မတွေ့နိုင်အောင်နေကန့်တတ်ပြီးကြံဖန်တင်းကုတ်ထားရတဲ့အဖြစ်မျိုးကိုရောက်နေကြတော့တာပေါ့ဒါပေမဲ့ဒင်းကိုမတွေ့တိအောင်ရှားပြီးတတ်ရှင်ပုတ်ရှင်စိတ်တွေဝင်လာတဲ့အကြောင်းကဒီလိုလေညတညပေါ့ မိုးမုံနေကြတဲ့ကနေလာကလေးကလည်းအတင်းတိုးထွက်လို့စိန်ပူးနဲ့ကျုံတဲ့ကလည်းသူတို့အိမ်ရှိကနွားဆက်ခွက်ချင်းကြီးနားမှာအတူရက်လို့စိန်ပူးဆိုတာကျုပ်တို့အိမ်နာကကျုံနဲ့ရွယ်တူကျုံနဲ့အင်မတန်ရှိတဲ့တငယ်ချင်းသူကငငယ်ကလေးတဲ့ကအပြိုကြီးများလို့ဖီးလိုက်ပြီးနေတတ်လို့သူ့ကိုအပြိုကြီးစိန်အပြိုကြီးစိန်လို့ခေါ်ကြတယ်တော့သူ့မျက်နှာလေးကလည်းပွင့်တဲ့ဆစပယ်ပန်းကလေးလို့အိုး ိတ်ကိုချက်စရာကောင်းနဲ့ကောင်းမလေအခုလေသူ့မျက်နှာမှာတဏ္ဍခါးတွေအဖွေးသားနဲ့သူကောင်းပါလေဇလက်ချူကလေးတပွင့်ကိုပန်းလို့ကျုပ်ကရုတ်တရက်မေးလိုက်ပြီးတော့စိန်ပုရဲ့ညီဒီလောက်တောင်အပြိုလုံနေတာလေများလိုချင်နေပြီလားလို့အဲ့ဒီတော့ကောင်းမကကျုပ်မျက်နှာကိုကြည့်ပြီးပြုံးနေတော့ပြောစမ်းပါဟဲ့ငါတကယ်သိချင်လို့မေးနေတာပါညီကဘာလို့မလို့တော့ဘာမှတော့မလုပ်ပါဘူး ညီကတိတ်တိတ်အပြိုလုံလုံးတို့လင်းများလိုချင်နေတလားလို့ငါလင်းယူရင်ညီသဘောမကြဘူးလားဘယ်သဘောကြနိုင်ပါမလဲအေးရဲ့ကို့တငယ်ချင်းဒီလိုပဲမျက်စိအောင်မှာအရေးတကြီးကြီးနဲ့ပဲနေချင်တာပေါ့ကျုပ်ကတော့တကယ်ကိုဝမ်းထဲမှာရှိတဲ့အတိုင်းပြောလိုက်တာပဲဒါပေမဲ့စိန်ဖို့ကတော့ပြုံးလို့ပြီးတော့မှစိန်ဖို့ကငါကလည်းနေမယူချင်သေးပါဘူးအေး ငငယ်ကလေးကငါဝါဒနာအရနဲ့ငါဖိလိမ့်နေတာပါတဲ့ဒီတော့ကျုပ်ကလည်းစိတ်မချနိုင်တဲ့အတိုင်းနှုတ်ညီဒီတော့ဖိလိမ့်နေတော့ကာလာသားတွေက လူပြောစကားလာမပြောကြဘူးလားဘာဘာဖြစ်လို့လဲအေးရဲ့ညီမြင်ရတာကာလာသားတွေမပြောနဲ့ငါတို့တောင်ကြိုက်ရှင်ကြိုက်ရှင်လာလို့ဒီတော့စိန်ဖူးကကျုပ်ကိုဆွဲနေလိုက်တယ်တော့ငါ့ကိုကာလာသားတွေတော့လူပြောစကားမပြောသေးဘူးအေးရဲ့ ညီနဲ့မျက်စာနှစ်ယောက်ပဲငါ့ကိုလူပြေစကားပြောသေးတယ်။ဘာ?ဘာ?ညီကိုမျက်စံကလူပြေစကားပြောတယ်။အေး။ဘယ်တော့ကလဲ?ညနေကကံကိုရေခတ်သွားတော့ကနို့ညီကရောကြိုက်နေတလား။ဒီတော့စိန်ဘုကတော်တော်နဲ့အပြေမပေးနိုင်တော့။လာကလေးကလည်းမိုးကြားထဲဝင်သွားတော့စိန်ဘုရဲ့မျက်နှာကိုလည်းအားရအောင်မမြင်ရဘူး။ ဒါနဲ့စိန်ဘူးပခုံးတစ်ပတ်ကိုအတင်းကင်လှုပ်ရင်ပျော်ပျော်စားမှာအေးညီကရောကြိုက်နေလို့လားစိန်ဘူးကရေများရေလိုက်သေးတော့ပြီးတော့မှငါကကြိုက်တယ်လည်းမဟုတ် မကြိုက်ဘူးလည်းမဟုတ်ပါဘူးအေးရဲ့ကြည့်ပါအောင်တော့သူ့တကားကြီးကကြုတ်ဖြင့်စိန်ဘူးမျက်နှာကို ကြည့်ပြီးငိုင်းလို့လေတဲကအောနေကြတဲ့ပဇင်းရေခွဲတန်တွေဟာအခုမှပဲနားနဲ့ဝင်လာကြတယ် မိုးဝါကဖိုးလာကိုတိမ်ညိုကြီးလဲမြူသွားရောမိုးပွဲကလေးတွေကလည်းကြိုးတိုးကြဲတဲ့နဲ့ကြလာရောကျုံလည်းစိန်ပုရဲ့ပြုံးစားစားမျက်နှာကိုငေးကြည့်နေတာကရှာကနေလှက်ထွက်လာခဲ့တော့တာပဲ။အိုးအဲ့ဒီတုန်းကများမျက်စံကို တွေ့ရနေရမှာကန်ကန်စောင့်ပြင်လိုက်ရှင်တာလေ။ဝါကောင်မိုးစိတ်ထုံထုံပိတ်တဲ့အခုအရှင်ညွရေကချမ်းကန်ရေကတူမိုးရေကဆွေဆွေလေကလေးကဖြူဖြူ မြူးနေတဲ့ငါးကလေးတွေကိုဖမ်းရအောင်။ငါမြားတန်ကလေးဝေးကဝေးကတေးကလေးညီးကညီးကနဲ့ပေါ့။ဟိုးခဝေးဝေးစီက လူတယောက်ကွင်းထဲမှာရှောက်လာနေလေရဲ့။ဘသူများပါလဲ။ကြည်ရင်ကြည်ရင်နဲ့တိလာတယ်ဆိုရင်ပဲလုံကြီးကို ခတ်တင်းတင်းပြင်ဝဲလိုက်တာပေါ့။ကဲဒါဘသူဖြစ်အောင်မလဲ။ပေါ့ကြော်နဲ့မျက်စံရင်လေ။ကွင်းလယ်မှာတွေ့ကြတာပေါ့။သူကလည်းတန်တန်မတ်မတ်ကြီးပဲလာပြီး ဟေ့တခိုးမငါတို့လေထဲကငါးတွေကိုဘာလို့ခိုးကိုပြနေတာလဲတဲ့ကျုပ်ကတော့ကတင်းပေါ်ကပိတ်ပြီးမမတ်ရက်နေလိုက်တယ်သူကလည်းကျုပ်ချင်းမှလာပြီးရက်တယ်တော့ကျုပ်လေသူ့ကိုစကားမပြောနိုင်ပဲမုံမုံတီတီကြီးစိုက်ပြီးအတန်ကြာအောင်ကြည့်နေပြီးမှသူ့ပါးကိုတအားလွှဲပြီးတီးပြစ်လိုက်တာပဲဒီနောက်တော့တော့နှစ်ယောက်သားဆွဲကောင်းကောင်းနဲ့လုံနေကြတာပေါ့အကွက်တို့လည်းအစိမ့်အစိမ့်အမွှားမွှားသပင်းတွေလည်းချုံအလူးလူးပေါ့ အွှဲတွေကလည်းနည်းနည်းစီကြည်လာကြတော့လွတ်လွတ်ကျွကျမဟုတ်ကြတော့တရှိတော့သူကသူ့လုံကြီးစကိုငုံသိမ့်နေတော့ကျုပ်ကလည်းသူ့ဇက်ပေါ်ခွာစီပြီးနရင်ပြက်ပြက်တီးလိုက်တာပဲနောက်တဲမကြပါဘူးကျုပ်အလက်ရောက်လာတယ်တော်ရင်လုံရင်ထွေရင်နင်းပြီးတော့ကျွတ်သွားတဲ့ကျုပ်လုံကြီးစကိုကျုပ်ကလည်းလိုက်အသိမ့်မှာသူကလည်းကျုပ်ခါပေါ်ခွာစီပြီးကျုပ်လေပင်ကိုညှင့်ရအောင်လက်ကြီးလှမ်းလာလေရဲ့ ဒါပေမဲ့ကျုပ်လက်နှစ်ဘက်ကလည်းအားမနေနေတော့သူကကျုပ်လက်နှစ်ဘက်ကိုလည်းချုပ်နေသေးတယ်ကိုအားချင်းကလည်းတူနေကြနေတော့တယောက်နဲ့တယောက်မလှုပ်တာမယုံတာဖြစ်နေရက ခနာကလေးအငိန်လိုက်မှာအာလာဟင်းလေးဖြစ်နေတဲ့ကျုပ်ရင်ဘက်ကိုတတိရပြီကျုပ်လက်နှစ်ဘက်က သူ့လက်ကိုလှုပ်လိုက်မိတယ်တော့အဲ့အချိန်မှာ သူ့လက်နှစ်ဖက်ဟာကျုပ်လက်ဘင်းကိုဈီးဈီးပအောင်လာဆုပ်မိလေရဲ့ ဒါပေမဲ့ကျုပ်လက်တစ်ဖက်ကိုတော့ကျုပ်ရင်ဘက်ပေါ်ကနေမခွာတော့ဘူး။ငါတော့သူ့ညှက်တက်ရင်လည်းခံရတော့မှာပဲလို့တွေးရင်တစ်ဖက်ကလည်း"အိုးလုံရဲရင်ခံရတဲ့ဟာ"လို့ကိုကိုကိုအားပေးပြီးသူ့မျက်နာကိုစစ်စစ်ကြည့်နေမိတာပဲ။သူကလည်းကျုပ်မျက်လုံးလေးကိုစစ်စစ်ကြည့်ရင်သူ့နယ်ကြီးကတော့ကျုပ်ရဲ့လက်ဘေးမှာတင်းနေရကနေရော့ရော့သွားတယ်တော့ဒါပေမဲ့သူ့ရဲ့မျက်နာကြီးဟာကျုပ်မျက်နာနာကိုတဖြည်းဖြည်းနီးလာပြီး ကြည့်ပါအောင်တော့သူကကြုတ်ပားကိုဖြည်းဖြည်းကလေးကုန်းနှံလိုက်တယ်ကြုတ်ကလည်းကြက်သေးသေးပြီးမလုံမချားလိုက်ပြီးလိုက်ဘူးဒီအချိန်မှာသူကကြုတ်ကိုပေါ်ကခပ်ပြေးပြေးထပြီးကတဲ့အတိုင်းအตาရခြောက်သွားတယ်တော့ကျုပ်လေကျုပ်စိတ်ထဲမှာဘလို့ဖြစ်သွားမှမသိဘူးကဗျာကရလူးလဲထရင်သူ့ကြောပြင်ကြီးကိုပဲငေးကြည့်နေမိတယ်နောက်မှသတိရပြီးသူ့နောက်ကိုအပြေးလိုက်သွားမိတယ်တော့ခြေတံကြားတော့သူကလက်ကြည့်ပြီးအตาရက်နေလေရဲ့ ယောက်ကလည်းသူ့ရှေ့မှာရက်ရင်သူ့မျက်နှာကိုတစ်ချက်ကြည့်ပြီးသူ့ပါးကိုဖျန်းကနေနေအောင်တစ်ချက်ပိတ်တီးလိုက်တယ်။ဒါပေမဲ့သူ့မျက်နှာဟာဘလို့မှဖြစ်မသွားဘူး။ပြုံးလည်းမပြုံးဘူး။ဒေါသလည်းမဖြစ်ဘူး။လှုပ်လည်းမလှုပ်ဘူး။ကျုပ်မျက်နှာကိုပဲငြိမ်ပြီးကြည့်နေတော့တာပဲ။ကျုပ်လေသူ့ကိုကြည့်ရင် အလိုလိုဝမ်းနေလာတယ်တော့။ပြီးတော့သူ့ရင်ဘက်ကြည်ကြီးပေါ်မှာခေါင်းမိပြီးအားရပါးရငိုပြစ်လိုက်တော့တာပဲ။ အဲ့ဒီနောက်တော့ကျုပ်ဟာအဖေဝယ်ပေးခဲ့တဲ့အင်ဂျင်လေးတွေထမိုင်လေးတွေကို အခန်းထဲမှာပဲဝက်ဝဲကြည့်တယ်တော့ဒါပေမဲ့ချက်လို့အပြင်ပေါ်မထွက်ဝင်ဘူးစိန်ပုတို့တနခါလေးပါလေးလင်းကြည့်ခြင်းပေမဲ့ရှက်တာနဲ့မနှဲဝင်ဘူးတော့ရီအိမ်ပြင်ကိုထွက်ဖို့တောင်အလိုလိုရှိုးတိုးချမ်းတမ်းဖြစ်ဖြစ်နေတာကလားဒီတော့အိမ်ခန်းထဲမှာပဲသူ့အကြောင်းတွေးလိုက်မှန်ကြည့်လိုက်နဲ့ကိုယ်စိတ်ထဲဖြစ်နေတာကိုလည်းလူသူမယိမ့်မိအောင်အိမ်တွေမပြတ်ဟန်လုပ်နေရတော့တာပဲ ဒီလိုဘလောက်ကြာကြာဟန်လုံးနိုင်ပါမလဲဒါနဲ့တနေ့တော့သူ့ကိုတွေ့ပြီးကျုပ်အောင့်နိုင်ဘူးတော်လို့ပြောလိုက်တယ်အခုဖြင့်ရွာထဲမှာစူနေကြလေရဲ့ပေါ့ကျော်တို့များဖြစ်မဲ့ဖြစ်တော့ဝါကျုပ်အောင်တော့မအောင့်နိုင်တော့ဘူးတဲ့အောင့်နိုင်ဘူးတော်အောင့်နိုင်ဘူးကျုပ်ကိုပေါ့ကျော်ပေါ့ကျော်လို့မခေါ်ပါနဲ့ကျုပ်နာမည်ကမနှင်းစီတဲ့ညာကုန်ပါစွေ ရည်ရမပဲစဉ်စက်တင်ဘာ2012ခုနှစ်ဟုတ်ကဲ့ပါခင်ဗျာချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူညကောင်မောင်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညကောင်မောင်များအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ